အခုနောက်ထပ်နေ့ကျင်တဲ့မေးခွန်းကတော့ပေါ့နော်ကာကွယ်အန်ယူဂျီကာကွယ်ဝင်ကြီးဦးမြင့်မောင်ကဒီခင်ဗျတို့ပိုင်းအန်ယူဂျီဝေဖန်ကြတယ်ဆိုပြီးပြောထားမျိုးလည်းရှိတော့လက်ရှိတော်လည်းကာလလေးနှစ်ကျော်ကနေထရောက်တဲ့ချိန်မှာအခုဘက်ကနေရောဘယ်လိုမျိုးအကြံပြုချင်တာမျိုးရှိမလဲအမ်အကြံပြုချင်တာမျိုးဆိုတာထပ်ပေါ့နော်အဲသူတို့ပြောချင်တဲ့အတန်တွေကအများကြီးပဲအဲသူတို့ကြားချင်တဲ့ဇာတ်ကြီးလည်းအများကြီးပဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဒီတော်လိုင်းကြီးမှာသူတို့ပြောချင်တဲ့ဇာတ်သူတို့ကြားချင်တဲ့ဇာတ်ကို ြောပြီးတဲ့လူကြားတဲ့လူ ကိုယ်တိုင်ကစဉ်းနာထောင်ဖို့ဓာတ်ရိုက်ထိတွေ့ပြီးနားထောင်ဖို့အရင်လိုရတယ်အရင်ရေးကြည့်အဲ့ဒါကတကယ်ကိုဒီဒေါ်လာရဲ့အသက်ပြေကျော်နေမှာပါတယ်အဲ့တော့ကျွန်တော်ကဂျားတွေကနေအဲစကားစင်ကန်တာပဲပြောပါတော့လက်စင်ကန်တာမဟုတ်ဘူးနဲ့စကားစင်ကန်တာမျိုးကိုကျွန်တော်မလုပ်ချင်ဘူးအဲကျွန်တော်ပြောချင်တာကတော့အဲသူတို့ပြောချင်တဲ့စကားနဲ့သူတို့ကြားချင်တဲ့စကားကိုပြောတဲ့လူနဲ့ကြားတဲ့လူတွေကိုနဲ့ကိုယ်တိုင်က တိုက်ရိုက်ထိတွေ့ပြီးတော့ပြောစီခြင်းနဲ့ကြားစီခြင်းနဲ့လို့တော့ကျွန်တော်ဆန္ဒပြုပါတယ်အဲ့လိုမျိုးလေးတော့ပြောခြင်းနဲ့အားလုံးပဲမင်္ဂလာပါတေးတန်ရှင်လင်းလင်းကຫນွေဦးတော်လန်ရေးစတင်ကလေးကစစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ပြီးရရခန်းကဏ္ဍကနေတော်လန်ပါဝင်ခဲ့ပါတယ်တူတက်ကျော်နဲ့အမှုပညာနဲ့အာနာရှင်စစ်အုပ်စုကိုစန့်ကျင်တော်လှန်နေတယ်လို့ຫນွေဦးတော်လန်ရင်းမှလည်းတက်အာတရွေထောက်ပံ့ကူညီနေသူလည်းဖြစ်ပါတယ် ြောတဲ့နဲ့သူနဲ့ကြားတဲ့နဲ့သူကကြားတဲ့မှာကြားခံမရှိသင့်ဘူးတော်လန်ရေးကာလအရန်ရေးကြီးတယ်ပြောတဲ့သူကလည်းရောက်အောင်ပြောနိုင်တဲ့အားရမျိုးစိုက်ထုတ်ပြီးတော့နားထောင်တဲ့သူကလည်းရောက်အောင်နားထောင်နိုင်တဲ့အားရမျိုးတွေစိုက်ထုတ်ပြီးတော့ဘယ်လန့်အညီရှိသင့်တယ်အဲ့ဒီကောင်က တော်လန်ရေးရဲ့အသက်သွေးကြောလို့ကိုပြောလို့ရတယ်သူရဲ့တော်လန်ရေးအပေါ်ထားတဲ့စိတ်သူတော်လန်ရေးမှာမနာတမ်းပါဝင်ကူညီနေတာတွေနဲ့ပတ်သက်ပြီးရန်ကုန်ခေတ်တစ်ကတွေ့ဆုံမေးမြန်းထားတာကိုတင်ဆက်လိုက်ပါတယ် ပေါ့နော်ကာကွယ် NGO ကာကွယ်ဝင်ကြီးဦးမြင့်မောင်ကဒီခင်ဗျဒီပိုင်း NGO ဝေဖန်ကြတယ်ဆိုပြီးပြောထားမျိုးလည်းရှိတော့လက်ရှိတော်လည်းဟိကာလလေးနှစ်ကျော်ကနေထရောက်တဲ့အချိန်မှာအခုဘက်ကနေရောဘယ်လိုမျိုးအကြံပြုချင်တာမျိုးရှိမလဲအမ်အကြံပြုချင်တာမျိုးဆိုတာထက်ပေါ့နော်အဓိကတော့အဲဒီတွန်လိုင်းဆိုတဲ့ခေါင်းစဉ်ကလူလူနဲ့မနေလို့မရဘူးပေါ့နော်လူလူနဲ့နေမှရမယ်ဆိုတော့အဲကျွန်တော်အဲ့လိုမျိုးအဝေးကြီးကနေနေသားမျိုးသားရေသားမျိုးသားကနေ အဲအကျံပြပါမျိုးပြောတာဆိုတာမျိုးဝေဖန်တာမျိုးတော့ဒီမလောက်တန်ဘူးပေါ့နော်မလောက်တန်ဘူးပေါ့နော်သူတက်တင်နားလဲလူတွေတွားနေကြတယ်အဲကောင်းမတင်နေရယူနေကြတယ်ဆိုရလဲသူယူနေကြတယ်ဆိုတော့ပေါ့နော်အဲ့တော့အကျံပြတာမျိုးတော့ကောင်းစင်မတက်ချင်ဘူးအဲဒီပြီးတော့ဒီဌာနတစ်ခုတည်းလူတယောက်တည်းကိုပဲလမ်းပြောတာမျိုးကြီးလဲမလောက်ချင်ဘူးပေါ့ဟိုမှာဒီလားဘာဘာောခြုံပြီးတော့ပြောတာပြောရမှာမျိုးဆိုရင်ပေါ့နော်အဲပြောရမှာမျိုးဆိုရင်တော့ဒီ တနင်္ဂနွေလေးနေ့ကျော်ငါနဲ့ကာလာရောက်နေပြီပေါ့နော်အဲကျွန်တော်တယောက်တည်းရဲ့ဆန္ဒလေးပေါ့နော်ခံစားချက်လေးပေါ့နော်အဲ့ဒါလေးနဲ့အဲ့ဒါလေးကိုပြောရမယ်ဆိုရင်တော့ဒီတချို့စပယ်ကုန်တွေပေါ့တချို့ခုန်တွေပေါ့နော် position တွေပေါ့နော်အဲ့ခုန်တွေထဲမှာအဲဒီလဝါနှုံးတွေလည်းအားလုံးသိကြပါတယ်အဲဘယ်သူကဘယ်လောက်လဝါနှုံးနဲ့ဘယ်လိုရှိတယ်ဘာရှိစသိကြရပေါ့နော်ကျွန်တော်ကတော့ဘယ်လိုမျိုးလေးပဲစန္ဒရှိလဲကြားခြင်းလဲဆိုတော့ဥမာ ဒီဒေါ်လာကြီးလေးနှစ်ကျော်ကာလအတွင်းမှာဟိုမှာခုံတခုံခုံကပေါ့နော်နေရာတနေရာရာကပေါ့နော်အဲကျွန်တော်ဂျမားကတော့ဒီလောက်လောက်နိုင်တာအကုန်ပဲအမှန်ကတော့ဒီထက်ပိုပြီးတော့ထီအောင်လောက်နိုင်ဖို့လိုတယ်သူနေရာကအဲတော့အဲ့ဒီအဲ့ဒီအတွက်ကျွန်တော်ဂျမားကိုယ်တိုင်ကျွန်တော်ထက်ဂျမားထက်ပိုလုံးနိုင်တဲ့လူမျိုးကိုဒီမှာရှာတွေ့ထားပါတယ်အဲသူ့ကျွန်တော်ဂျမားကိုယ်တိုင်ကဒီနေရာလေးကိုပါ လွှဲလိုက်ချင်ပါတယ်ဆိုတဲ့ဟာမျိုးဆိုဘလောက်ချစ်စရာကောင်းလဲမလဲနော်အဲ့လိုမျိုးလေးတော့ကြားချင်တာပေါ့တချို့နေရာလေးနဲ့ပတ်သက်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အကူကဟိုအမေပြန်ကရဲဘော်တွေရောပဲဖြစ်ဖြစ်ဗီဒီယိုတွေပဲဖြစ်ဖြစ်အခြားကဏ္ဍမှာလုပ်နေတဲ့လူငယ်တွေပဲဖြစ်ဖြစ်အများအားဖြည့်တွေ့နေတဲ့ဖြည့်တွေ့နေတာဆိုတော့သူတို့ဘက်ကနေအကူမြင်နေရမှာပဲသူတို့ရဲ့အခက်အခဲပဲဖြစ်ဖြစ်သူတို့ရုန်းကန်နေရတာပဲဖြစ်ဖြစ်သူတို့တောင်းဆိုချင်တာပဲဖြစ်ဖြစ်သူတို့သူတို့ရဲ့အတန်တွေကိုအကူကြားနေရမှာပဲဆိုတော့အကူဒီဒီကနေတဆင်ပါတော့ သူတို့ဘက်ကနေပြောချင်နေတဲ့အထံတွေကိုပြုတ်ပြပေးပါလားကောသူတို့ပြောချင်တာရှိခုနညီညီပင်ကညီညီမလေးလားညီညီမလေးဟုတ်အဲသူတို့ပြောချင်တဲ့အထံတွေကအများကြီးပဲအဲသူတို့ကြားချင်တဲ့ဇာတ်ကားလည်းအများကြီးပဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဒီတော်လိုင်းရေးမှာသူတို့ပြောချင်တဲ့ဇာတ်ကားသူတို့ကြားချင်တဲ့ဇာတ်ကားကိုပြောပေးတဲ့လူကြားတဲ့လူကိုယ်တိုင်ကစဉ်းနာထောင်ဖို့ ဒါရိုက်ထိတွေ့ပြီးနားထောင်ဖို့အရင်လိုရတယ်အရင်ရေးကြည့်အဲ့ဒါကတကယ့်ကိုဒီတော်လိုင်းအသက်သွေးကြောထဲမှာပါတယ်အဲ့တော့ကျွန်တော်ကဂျားတွေကနေအဲစကားစင်ကန်တာပဲပြောပါတော့လက်စင်ကန်တာမဟုတ်ဘူးနဲ့စကားစင်ကန်တာမျိုးကိုကျွန်တော်မလုပ်ချင်ဘူးအဲကျွန်တော်ပြောချင်တာကတော့အဲသူတို့ပြောချင်တဲ့စကားနဲ့သူတို့ကြားချင်တဲ့စကားကိုပြောတင်တဲ့လူနဲ့ကြားတင်တဲ့လူတွေကိုနိုင်ကိုယ်တိုင်ကတိုက်ရိုက်ထိတွေ့ပြီးတော့ ပြောစီခြင်းနဲ့ကြားစီခြင်းနဲ့လို့တော့ကျွန်တော်ဆန္ဒပြုပါတယ်အဲ့လိုမျိုးလေးတော့ပြောခြင်းနဲ့ဘာဖြစ်လို့ဒီဒီပြောတဲ့လူနဲ့ကြားတဲ့လူကကြားထဲမှာဘာဖာမရှိတဲ့ဘူးတော်လိုင်းကလာအရင်ကြီးကြည့်တယ်ဘယ်အကျွေးကကျွန်တော်တက်တလာမတက်လောက်လေးနဲ့ဖမီးတဲ့ဟိုစာအုပ်ဒီစာအုပ်လေးတွေအပါဝင်ပေါ့နော်တည်တလောက်လေးနဲ့ပြောရမယ်ဆိုရင်အဲအဲ့လိုမျိုးဒီအရောက်ခက်တာလေဒီတော်လိုင်းရဲ့အရွေအတွက်အရန်အန္တရာယ်များတယ်အန္တရာယ်လည်းကြီးတယ်အဲပြောတဲ့လူကလည်းရောက်အောင် ပြောနိုင်တဲ့ အားအင်းမျိုးစိုက်ထုတ်ပြီးတော့နားထောင်နေတဲ့လူကလည်းရောက်အောင်နားထောင်နေတဲ့အားအင်းမျိုးတွေစိုက်ထုတ်ပြီးတော့ဘယ်လန့်စင်ကြီးပေါ့နော်ရှိတဲ့နဲ့ရှိတဲ့နဲ့အဲအဲ့ကောင်အဲ့ကောင်ကတနင်္လာရက်အသက်သွေးကြောလူမျိုးကိုပြောလို့ရတယ်အဲ့ဒါဟာရင်ကျွန်တော်တို့တော်လိုင်းဘလောက်ထက်ကြအောင်မလဲတော်လိုင်းအရေးနေတာပဲအဲ့ဒါမဟာဟာလို့လုံးဝမဖြစ်ဘူးအဲ့ဒါတော့ဒါကျွန်တော်တိတိလောက်မြင်တလောက်နဲ့ပြောတာပေါ့နော်တော်ကြရေချမ်းမြေချမ်းနေဆရာကြီးလုပ်တယ်လည်းနေနေဦးမယ် ဲ့တော့အဲ့လိုမှမထင်ပါဘူးကိုအခုဒီဘက်ကိုရောက်တဲ့အချိန်ကတော့အဲလူငယ်တွေပြည်တော်ရှိတဲ့ပုံကိုလည်းရောပြည့်ပြတာမျိုးလို့ရှိတာကိုအခုဘကကုနာလိုမျိုးပေါ့နော်ဘကတဆင့်ဓာကန်တော့မဟုတ်ပေမဲ့အခုတိတာလေးတွေပြန်ပြီးတော့အဲပြန်ပြောတာမျိုးပြန်ပြီးကြံပြူတာမျိုးပဲဖြစ်ဖြစ်အဲ့ဒါမျိုးလုပ်ဖြစ်တယ်လားကိုအဲကျွန်တော်အမှန်တိုင်းဝင်ခံရမှာဆိုရင်တော့ကျွန်တော်မတွေးဖြစ်ဘူးအဲဘာဖြစ်လို့လဲဆိုတော့အဲဒီဘက်မှာတာဝန်ရှိတဲ့လူဆိုတာဒီဘက်မှာဘာကြောင့်တာဝန်ရှိနေရလဲပေါ့နော်ဘာဖြစ်ဆို ကျွန်တော်ကတော်လိုင်းရဒီမှာဖြစ်တာမဟုတ်လေအဲ့တော့ဒီဘက်မှာဘာကြောင့်တာဝန်ရှိပြီးတော့ဒီဘက်မှာရောက်နေရလေရတဲ့အရေးကြီးရတယ်လေအဲ့ကောင်းစရာအဲ့တော့ဒီဘက်မှာကျွန်တော်မတွေးဖြစ်ဘူးမဆုံးဖြစ်ဘူးကျွန်တော်လုံနိုင်တဲ့အားကျွန်တော်ရွေးနိုင်တဲ့အားနဲ့ပဲအဲဒီတွေးတင်ဆောင်တင်တဲ့လူတွေနဲ့တွေ့ပြီးတော့ပဲလောက်ဖြစ်တယ်ပေါ့နော်အာအဲ့တော့အာကျွန်တော်ဒီဘက်မှာရောက်ပြီးတွေးတင်ဆောင်တင်တာကအဲဒီဟိုဟာဒီဟိုဟာပေါ့နော်ပြပကနာလောက် ဒုလိုင်းမပြပကနာလေးရေးကြည့်တာကိုအဲအဲ့ဒီဟာအဲ့ဒီဟာနဲ့ပတ်သက်တဲ့ခေါင်းစဉ်ကရောင်းရင်းနေဆိုရင်တို့တို့ပြတယ်ပြီးရင်အဲ fundraise လုပ်နေတဲ့မိသားစုတွေနဲ့ဆိုရင်ကျွန်တော်အဓိကတွေ့ပြတယ်ဘာဖြစ်လို့ဆိုတော့အဲကျွန်တော်ယုံကြည်တာကနေပြည်ဒုလိုင်းရွှေရမြေပြမှာပဲရှိရတယ်နေပြည်မှာပဲရှိရဆိုတော့အဲအဲ့ဒီမြေပြည်ရွှေကိုအဝေးရောက်နေတဲ့နေရာကနေကျွန်တော်တို့ဝိုင်းရံဖို့ ကိုကိုကိုတောင်းပေးဝင်ထမ်းပြီးတော့ပါဝင်မှုက fundraise လုပ်တယ်ပြပကနာတွေလုပ်တယ်ပြီးတော့အဲတွေ့ဆုံမှုတွေပါဝင်သူတွေရုံမသွားအောင်ဒီပွဲစုံတဲ့စီယုံနဲ့အဲဒီဒီပါရရောက်တဲ့နေရာနေအဲတချို့ဇန်နပြတဲ့နေရာကြီးပြတယ်ဆိုတဲ့ကိစ္စတွေကလူကြီးနဲ့ပဲတွေ့ပြတယ်တနေ့တောင်ရှိနေတော့မတွေ့ဘူးဟုတ်ကဲ့ပါဆိုတော့အကိုရွေးအရွေးပိုင်းနဲ့ပတ်သက်ပြီးရကျွန်မရောင်နေဘက်ကိုလည်းဆက်ပေးကြပါမယ်ရှင်ဆိုတော့အကိုရောင်နေတွဲလုပ်ခဲ့တာကဟိုမြေကြီးပိုင်းနဲ့အများကြီး ရခဲ့တယ်ရတယ်အဲ့တော့အဲ့ခါနဲ့ပတ်သက်ပြီးအကူအလဲဒီပွဲမစခင်မှာဒီလာတဲ့ပွဲကိုလာရလို့ဒီအကူရှင်းပြရရှိတော့ဒီအင်တာဗျူးကနေတဆင်လဲအကူဒီရောင်ဒီပွဲနဲ့ပတ်သက်ပြီးတော့အကူပြောချင်တာလေးရှိရင်လဲပြောလို့ပါအောင်ရှင်းဟုတ်အဲရောင်ဒီခေါင်းစဉ်ကအများကြီးပြောစရာမရှိပါဘူးဘာလို့လဲဆိုတော့အဲအရင်ဆုံးအရင်ဆုံးပြောရမှာပြောချင်တာကဘာလဲဆိုတော့ရောင်ဒီကကျွန်တော်အပိုင်မဟုတ်ဘူးဒီဒါလူထုပိုင်ဖြစ်တယ် စကလုံးကတချင်တော့ကျွန်တော်အရင်ကလည်းပြောဘူးရပေါ့နော်ပြီးရင်ဒီပွဲတွေဒီပွဲတွေကလည်းကျွန်တော်ပိုင်မဟုတ်ဘူးလူလူပိုင်ဖြစ်တယ်အဲ့တော့အဲဒီပွဲတွေကိုဒီပွဲတွေကိုဥဆောင်တဲ့ organizer ဆိုမရှိဘူးပါဒီဒီပွဲတွေကိုအဓိကအရေးတကြီးဥဆောင်တဲ့လူဆိုလည်းမရှိဘူးမြို့တိုင်းမြို့တိုင်းကဒီရောင်နေပွဲကိုစီစဉ်ကြတဲ့လုပ်ကြတဲ့လူတွေအားလုံးဒီအတူတူအရေးကြီးတယ်သူတို့တွေကသူတို့တွေအားလုံးဒီအဓိကဥဆောင်တဲ့လူတွေဖြစ်တယ်ဆိုတာကျွန်တော်အဓိကပြောချင်တယ် အဲဘာဖြစ်ဆိုအဲ့ဒါလေးကအရင်ရေးကြည့်တယ်အရင်ရေးကြည့်ရဲဆိုတာကအဲဒီပြပမှာကျွန်တော်ကဒီလူနှမျိုးစုံရတယ်ပေါ့နော်ကျွန်တော်ပြပရောက်တဲ့အချိန်မှာလူနှမျိုးစုံရတယ်တမျိုးကကြတော့အဲအဲခုနှစ်ပေါင်းများစွာပေါ့နော်နှစ်များစွာ10 10စုနှစ်တောင်မကပေါ့နော်အမရောက်နေတာ10နှစ်ရှိပြီ15နှစ်ရှိပြီ20နှစ်ရှိပြီဆိုတော့ရောင်းရဲမိသားစုတွေနဲ့တမျိုးအဲ့လူတမျိုးနဲ့လည်းကျွန်တော်တွေ့ရတယ်ပြီးတော့27မှာရောက်လာတဲ့လူတမျိုးရှိတယ်အဲ့တော့အဲ့နှမျိုးကိုကျွန်တော်အရင်ဆုံးတွေ့ရတဲ့အချိန်မှာအဲကျွန်တော်အမြဲအမြဲတမ်းကျွန်တော်တိကျ ဟိုဟာအများနဲ့တေချာလေးပြင်ဆင်ဖြစ်တယ်တေချာစဉ်းစားဖြစ်တယ်ဘာဖြစ်လို့အဲ့ဒီမျိုးမှာဟာနေတာအားကြီးအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုဝင်ပြီးတော့ဟာအတူတူပူပေါင်းပြီးတော့ဘာတွေပူပေါင်းပြီးတော့စီစဉ်နိုင်မလဲလှုပ်ဆောင်နိုင်မလဲပေါ့နော်အဲ့မှာဆက်ဆက်ရတဲ့ပုံစံမျိုးမတူဘူးကျွန်တော်တတိထားဆက်ဆက်ရတယ်အဲတီတီလေးတွေကနေအဲ့လိုမျိုးဟိုပါပေါ့နော်အဲ့လိုစစ်စစ်ကောက်တီလည်းကျွန်တော်မဖြစ်စေချင်ဘူးဖြစ်စေချင်ဘူးဒါပေမဲ့ပွဲတိုင်းမှာလည်းကျွန်တော်အများပြောဖြစ်တယ်အဲ အစမပြေတာမပြေလို့ရတယ်မတည့်လို့ရတယ်တန်းတရားမကြည့်လို့ရတယ်ဒါပေမဲ့တယောက်တောင်းလိုက်ရို့တယောက်ကနောက်ဆက်မလုပ်ရအောင်ဆိုတော့ကျွန်တော်အမြဲပြောပြတယ်ဘာဖြစ်လို့ကျွန်တော်တို့အများစုကဒီခုနကကျွန်တော်ထိတ်ဆုံးမပြောခဲ့တဲ့အဲငါတို့ကိစ္စကိုမသိမသာငါလေးတွေထဲကြတာများတယ်ငါလေးတွေထဲကြတာပြမသိမသာလေးထဲကြတော့အဲ့ဒါလေးကိုကျွန်တော်ကျွန်တော်ညာရင်ဖွင့်ပြောသလောက်ပေါ့နော်အတက်နိုင်ဆုံး handle လုပ်တယ်တက်နိုင်ဆုံး handle လုပ်တယ်ဆိုတော့အဲ့ဒီအဟာကကြီးတယ်ဘာဖြစ်လို့ဒီနေ့စတဲ့နောက်ပိုင်းမှာရောက်လာတဲ့အထက်မှာလည်း တော်လိုင်းလို့လို့ပြေးလာတာနဲ့ပြေးကျင်လို့တော်လိုင်းလို့တန်းတယ်လည်းမတူပြန်ဘူးအဲ့ဒါလေးကလေရုံးနေတယ်ဒါပေမဲ့ကျွန်တော်ကသွားကန်လို့မရဘူးဘာပဲပြောပြောလုံးနေတဲ့အထက်လုံးနေတဲ့အပေါ်မှာပဲကျွန်တော်ကရလက်လေးတွေကိုကောင်းအောင်ကျွန်တော်ကဝိုင်းရမှာရမယ်အဲဟိုဒီဟိုကသွားပြီးတော့ခွဲချမ်းနေစိတ်ပြပြီးတော့ရမရတော့လုံးလို့မရဘူးမရဘူးလို့လူမျိုးဘာသာတော့လုံးလို့မရဘူးပေါ့နော်အဲ့ဒါလေးအရင်သတိထားရတယ်ဒီ27နောက်ပိုင်းရောက်လာတဲ့မိသားစုနဲ့ပတ်သက်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လုံးရင်ကျွန်တော်โอเคရပြီချမ်းမယ်လုံးမယ်ရွေးမယ်တရားတော်တော်တိုင်းမလုံးနဲ့ အဲဒီအစီအမပြေရဲ့လူရေးရှင်းလည်းမပြေနဲ့အာမင်းကိစ္စခင်ဗျားကိစ္စဒါပေမဲ့ညနေတဲ့ပြေလို့နောက်ဆက်မလုပ်ရအောင်ဘောဘကောဒီဘကောအဲ့ကျွန်တော်အဲ့လိုပြီးသွားပြတယ်အဲမတိုင်ခင်အစိုးရရဲ့နေများစွာရောက်နေတဲ့ညီကိုရောင်းရင်းမိသားစုနဲ့ပတ်သက်ကြတော့ကျွန်တော်အတိုင်းမဟုတ်တမျိုးတမျိုးပြန်ပြီးတော့ကျွန်တော်စိတ်ကိုပြင်ဆင်ပြီးတော့ဒီဦးနဲ့ထိတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့အဲ့ဒီရောင်းရင်းညီကိုမိသားစုရဲ့ထဲမှာကလည်းတကယ်ကိုစိတ်နစ်ကိုနဲ့ဘလောက်ပဲ20ကြိယာရောက်ရောက်30ကြိယာရောက်ရောက်တကယ်ကိုစိတ်နစ်ကိုနဲ့တကယ်ကိုရွှေ့နေတဲ့လူတွေလည်းရှိတယ်။အဲ့ဒီအပြင် အဲကျွန်တော်သုံးတဲ့ဇာတ်ကားနဲ့ပြောမယ်ဆိုရင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တော်လိုင်းတော့လုံနေတယ်ဒါပေမဲ့နိုင်ငံခြားနဲ့အရန်နာနေရလူတွေလည်းရှိရဲအဲ့တော့အဲ့မှာကျွန်တော်နည်းနည်း average လောက်ပါတယ်လောက်တဲ့ဟာမှာကျွန်တော်ကအနှုတ်မဖြစ်အောင်ပေါ့နော်အနှုတ်မဖြစ်အောင်နည်းနည်းလေးစီရတာလေးရှိတယ်စီရလေးရှိတယ်အဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ကတနေ့တနေ့တနေ့ရော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 ့နင်းနေလဲလာတဲ့ဟာတွေမှာကျွန်တော်ကထပ်ပြီးတော့ရော့လူနဲလို့မဖြစ်ဘူးလीเนาะလူအင်အားလည်းအရေးကြီးရဲ့ဆိုတော့အရန်တိထားပြီးလောက်ရတယ်အဲအဲ ော်တော်လေးကိုယ်စိတ်ကိုပြင်ဆင်ပြီးလုပ်ရတယ်တချို့လောဘတွေတချို့ဟိုဟာတွေဆိုညောတော်တော်ရှော့ယူပါတယ်ပေါ့နော်အဲ့တော့အဲ့တော့ဒါကတော့ရန်လီကောင်းစင်နဲ့နေပြီးအဓိကပြောပြတာပေါ့နော်အဲအခုဆိုမျိုးခုနှစ်မျိုးပြီးပြီနောက်ထပ်သုံးလေးမျိုးဂျန်သေးတယ်အဲအဲ့မှာလည်းကျွန်တော်အများလဲအဲဘယ်လိုမဲ့မျိုးကရောင်းအင်းနေနဲ့ဇုံနေစုံနေပြောပြတယ်အဲအဲ့တော့ဘယ်သူကရေးကြီးဆုံးစာမရှိဘူးအားလုံးအတူတူရေးကြီးမယ်ကျွန်တော်တို့ကဘယ်သူကဥဆောင်နေဆိုတာမဟုတ်ဘူး ဘသူကအဓိကဆိုတာမဟုတ်ဘူးကျွန်တော်အားလုံးအတူတူအဓိကကြမယ်အားလုံးအတူတူဥဆောင်ကြမယ်အားလုံးအတူတူအရေးကြီးကြမယ်ပေါ့နော်အဲ့ဒါလေးကကျွန်တော်ပြပတ်မှာနည်းနည်းအရေးကြီးရယ်ဟုတ်ဆိုမြေပြင်မှာတော့အဲဘော်ဒုံကတည်းအဲဘော်ဒုံဒီကိစ္စကတော့မြေပြင်မှာရှိမှရမှာဖြစ်တဲ့အတွက်ကတော့မြေပြင်မြေပြင်ကိစ္စလေးတည်းမြေပြင်မြေပြင်ရဲ့သူ့ရဲ့ဆွေးနွေးကြည့်လေနော်ဒါပေမဲ့ပြပတ်မှာကျတော့ကျွန်တော်ကအတူတူအရေးကြီးမှရမယ်ဘာဘာပူရေးတရားရုပ်ကအဖွဲ့ဖွဲ့ကပူရေးကြီးရယ်ဆိုတဲ့ခေါင်းစဉ်နဲ့ငါအောင်ရှိတူလာရင်တော့တက်ကြမှာပဲအဲ့လိုမပြတော့တွားပြနေတယ်ပေါ့နော်ရောင်းနေခေါင်းစဉ်ပြီးတော့ ရတဲ့တော့အများကြီးရှာနိုင်တယ်ရှာနိုင်တယ်ဆိုတာကလေအဲကဏန်းလေးအဲကဏန်းလေးတစ်ခုမျှတာပါပဲမှာပြောရမယ်ဆိုရင်ကျွန်တော်ရှာနေနိုင်တဲ့ရှာနေနိုင်တဲ့ဟာကတကယ်ကတော့လိုင်းမှာဘာမှမရှိပါဘူးမှာဒါရိုးသားသားပြောတာပါနောက်တစ်ခုကအဲဘယ်ဘက်ကဘယ်လောက်ရှာနိုင်တယ်ဘယ်ဘက်ကဘယ်လောက်ရှာနိုင်တယ်ဆိုတာလည်းဒီတော်လိုင်းကြီးကောင်းစင်ကိုတရားခဏလုံးရှေ့ရှုလို့လာတာလေအဲတချို့တော့မဟုတ်ပါဘူးတော်တော်များများကျွန်တော်ကြိုက်လို့လာလည်းမဟုတ်ဘူး ဒီဟာကိုစပုတ်လို့လို့လာလေကျွန်တော်ချစ်လို့လာလည်းမဟုတ်ဘူးတော်တော်များများဘာလို့ကျွန်တော်ကသူပြောတဲ့ဇာတ်ကားနဲ့ပြောမှာဒီ generation gap ကလည်းကြီးတာကိုကြီးတော့ဒီဟာကိုပဲစပုတ်လို့ဆင်လို့လာကြတာဇင်ကြတာအဲ့ဒီဟာပေါ်မှာကျွန်တော်ကျွန်တော်တို့ကိုယ်လေးကလည်းကျွန်တော်ကိုယ်လေးကလည်းအဲ့ဒီဟာကိုအစီတရားကိုမြင်လို့လို့လေလက်ခံဖို့လို့လေမဟုတ်ရင်ကျွန်တော်တို့စီလီမှာလည်းရှော့ရှိတယ်အခုဆိုဒါကျွန်တော်ကအဲဒီ promotion လုပ်နေမှာမဟုတ်လीเนาะ promotion လုပ်နေမှာမဟုတ်လीဆိုအဲ့ဒီပုံမှာလည်း အစီတရားကို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 မြင်အောင်ကြည့်ပြီးတော့လေအဲဒီကိုမျက်ခွက်ကိုကိုချေတောက်နဲ့နင်းထားဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့အဲပြဿနာရှိတယ်အဲတော့အဲဒီတနေ့ရွေးရှိပြီလားဖြစ်တယ်နံပါတ်1ဒါပဲပြီးမှအော်နင်းနေမလို့လားချစ်သူဝင်မလို့လားဆိုတာမျိုးတွေနောက်မှအဲ့ဒါအများကြီးနဲ့နှလုံးသွင်းရတယ်မဟုတ်ရင်ကျွန်တော်တို့ကိုယ်တိုင်ရမ်းထောက်သွားမှာလေဒီလားအဲ့ဒီဟာဒီပုံမှာဒီ ဒီကုဘတကုရှေ့လို့ကြည်ပါလားအဲ့လိုအဲ့လိုလူပြည့်ကျင်မှာကြည်ပါလေဒီမှာနိုင်ငံကြီးနိုင်ငံခြားရောက်နေမိသားစုတွေမှာလည်းအများကြီးလူကြည်ပိုင်းတွေကလည်းများတယ်လေပြီးတော့ဒီရဲ့ live တွေကလည်းတည့်ရတိုင်းပဲအဲ့ဒီဘေးတွေထိုင်ဆက်နေရတဲ့ဟာနဲ့ကလည်းဘာမှအချိန်အားချိန်ကရတာမဟုတ်ဘူးအဲ့တော့အားချိန်ရတဲ့အချိန်မှာလည်းကျွန်တော်တို့ကောင်မျိုးတွေရှိနေဘယ်နားထောင်ဖြစ်မလဲတကယ်တမ်းပြောရရင်ပေါ့နော်အဲ့အဲ့လိုမျိုးကျွန်တော်အများကြီးကိုယ့်အကူရိုက်တယ်ဟောနော်အဲ့တော့ဒါတော့ရောင်ဒီကောင်းစင်းနဲ့တစ်ခါလေးကြိုးပြောလိုက်တာပေါ့နော်အဲ့ကျွန်တော်ရှာနိုင်တဲ့ဟာတွေကိုစေယုံနေပို့ရဲအဲဆေးချောင်းမိသားစုတွေ ဒီကမ္ဘာမားတွေတသားမိမိရွယ်တွေဒီအားစာပေါ်တော့ပြီးရင်နိုင်ငံဒီကမ္ဘာမားတွေရဲ့အဲကျန်းမာရေးမိသားစုတွေရဲ့အဲဘဝပြန်လည်ထူထောင်ကိစ္စတွေလုပ်တယ်ပြီးရင်နောက်ထပ်စီရီယံမိသားစုတွေရဲ့တသားမိမိတွေစီတူတွေရဲ့နေထိုင်ကိစ္စတွေကိုလက်လန်းပြီးတလားလုပ်တယ်အဲပြီးရင်ကျောင်းကျောင်းကိစ္စတွေအားစာပေါ်တော့ပြီးရင်ကြာဆုံးရဲ့ဘော်တွေရဲ့ကျန်းမာရေးမိသားစုတွေအရေးလုပ်တယ်ပြီးရင်ဒီကိုလေးအင်္ဂါစုရဲ့ဘော်တွေရဲ့အရေးကိစ္စတွေလုပ်တယ် မလောက်ပါဘူးမှပြောရမယ်ဆိုရင်ဒီတကယ်တကယ်ဒါလေးတွေဒေါ်လာ9000သိန်းသိန်းခွဲဒေါ်လာ9000သိန်းသိန်းခွဲဆိုတာကဏ္ဍကြီးရတာဟိုဖြစ်နေပါတကယ်တကယ်ဒေါ်လာမှာဘာမှမဟုတ်ဘာဖက်ကနေဖက်ကနေပဲဘာအကုန်ကုန်သွားတာပဲအဲ့တော့ထပ်စုထပ်ရှာထပ်ပို့ပေါ့မှာဆိုတော့အကုန်ဘုရောင်ဒီဘွဲရဆိုဖို့ဘယ်နှဘွဲလောက်ကြာနေတာကောအဲ့ကျွန်တော်တုံးလေးဘွဲလောက်နေဆုံးကြအောင်မယ်တဲ့ကျွန်တော်ဟိုကလက်ချက်မှာကျွန်တော်ជីជីជីလိုက်မယ်ရှိလားအဲ့လေဘယ် မင်းဆိုတာစိန်ပေါ်အာအဲ့ဒါဘာဖလိုဖော်ဝင်ဟုတ်တယ်အာအားလေးကြာသေးတယ်ဒီနောက်တဲ့တမင်းမျိုးကလည်းပြောလက်ဆောင်လေးလည်းရှိတယ်ဆိုတော့အကိုအဲ့ညောင်နေနေတဲ့ဒီလိုမျိုးမျိုးတွေဘက်ကနေပြီးတော့ဒီတောင်ရှိသူတွေနဲ့စကားပြောပြီးအဲ့လိုရှစ်ဆက်အဲ့လိုဆက်ဆူဆက်တူသွားတဲ့ပုံစံမျိုးနဲ့ပဲသွားရင်းနဲ့ဒီ fundraising ဘက်ကိုကိုကိုရဲ့ဘက်ကသွားမှာတော့တခြားစဉ်းစားထားတဲ့နောက်တစ်မျိုးတခြားမိန်းမတွေရှိသေးတယ်တခြားမိန်းမကခုနကတွေ့တဲ့အညီညီမကြီးလေအဲ့ဒါကျွန်တော်အဓိကလုပ်တယ်အဲ့ဒါကတော့ အဲကျွန်တော်ရဲ့ဂီတာနုပညာနဲ့လုပ်နေတဲ့ဒေါ်လာရင်းပြီးရင်ကျွန်တော်နောက်ထပ်လုပ်နေတာအားတစ်ခုပဲအဲ့ဒါကိုကျွန်တော်အဓိကလုပ်ဖြစ်တယ်အဲကျွန်တော်ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင်ကအဲ့ဒါအရင်အရေးကြီးတယ်လို့ကျွန်တော်ထင်တယ်အရင်အရေးကြီးတယ်လို့ကျွန်တော်မှတ်ယူတယ်အဲ့တွက်အင်ဂျင်ညီမကြီးနဲ့ကိစ္စတွေကိုတောက်လျှောက်လုပ်ဖြစ်တယ်သူတို့နဲ့အသက်တူရွယ်တူဒီကိုမောင်နှမတွေမြေမမြိုင်းရှိရကျွန်တော်ကြောက်တာဒီကောင်းစင်ကြောင်းရောက်လာတာပဲဒါပေမဲ့ဒီနိုင်ငံခြား life မှာလေသူတို့ နေသားကြသွားတာမျိုးစိတ်ဝင်ပြီးတော့ဂျင်းနဲ့ရောင်ရဲသွားမှမျိုးကျွန်တော်ကြောက်တယ်အဲ့တော့အဲ့ဒီကိစ္စကိုကျွန်တော်အရေးတကြီးလုပ်တယ်ဟုတ်ဟုတ်ကဲ့ပါโซโตนายก็တော့ပြင်းပြလဲဆိုတော့ဒါအမတန်ကိုခက်ခဲပါတယ်အဲ့တော့ကျွန်တော်တော်လန်ရေးဟိုရှိနေတဲ့တက်လုံကောင်းကြီးပိုင်းပေါ့နော်ဆိုတော့အဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့အခုဒီအကုန်လုံးဘာများပြောချင်လဲအဲအတိအကျတော့ကျွန်တော်ကိုယ့်ကိုယ်ပြင်ဆင်ရတာပဲကျွန်တော်တို့ကိုယ့်ကိုယ်ကိုမြင်အောင်ကြည့်ပြီးတော့ ကိုကိုကိုပြင်ဆင်နိုင်ကမှာပဲဒီခုနတက်လုံပိုင်းကစိတ်ချရမယ်ပြီးတော့နောက်တစ်ခုကဒီကိုသွားနေတဲ့ကိုပုံဖော်နေတဲ့ဒွလန်ကြီးထဲမှာကိုသွားနေတဲ့အနာကက်ဒွလန်ကြီးထဲမှာကိုပုံဖော်နေတဲ့အနာကက်ကိုစစ်စစ်လေးလေးမြင်အောင်ကြည့်နိုင်ဖို့လိုမယ်မြင်အောင်ကြည့်နိုင်ဖို့လိုမယ်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ခုနတက်လုံပိုင်းမှာအကုန်ကြာမှာပေါ့နော်အဲ့တော့အဲ့ညာနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြောနိုင်တာကတော့ ဒီတော့လည်းဒီမှာကျွန်တော်အွေနိုင်တဲ့အွေခုနကဂီတာတွေလုပ်ပြီးပါဝင်တယ်ရေပေါ်တွေကိုဆောင်းဆောက်တယ်အတသားမိမိတွေရဲ့ပညာရေးကိစ္စတွေလုပ်တယ်အဲနိုင်ချင်းတွေရဲ့မိသားစုတွေပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်တယ်အဲလူမဆေးရုံတွေစောက်တယ်အခွင့်အရေးကားတွေလုပ်တယ်ခုနညီညီမိုင်းနဲ့တွေ့တယ်ဆိုတဲ့ဟာမှာကျွန်တော်မှရှင်းရှင်းလင်းလင်းမြင်နေတဲ့အနာဂတ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီဟာမှာကျင်းတတ်တယ်အားရတယ်အဲကိုယ့်ကိုယ်ပီတီလည်းဖြစ်တယ်အဲ့ဒါနဲ့တပြိုင်တည်းမှာပဲ အဲငါဒီလားလုံနေတာကဘာမှမဟုတ်သေးဘူးနှလုံးသွင်းရမယ်အဲအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ခုနငါကောင်းစီရှေ့ရောက်လာလိမ့်မယ်ရှေ့ရောက်လာရင်ကျွန်တော်တို့တချို့လွေးချုံမှုတွေဖြစ်သွားလိမ့်မယ်အလုပ်တွေဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါအဲ့ဒါကိုကျွန်တော်နှလုံးမြဲသွင်းတယ်ငါဒီလားလုံနေတာဘာမှမဟုတ်သေးဘူးငါဒီလားလုံနေတာဘာမှမဟုတ်သေးဘူးဆိုပြီးတော့အမြဲတမ်းကိုလုံနေတာထဲပို့ပြီးတော့အားစိုက်တယ်အဲ့ဒီအချိန်မှာပဲနေနေချင်းကအဲဒီနောက်ခုနတက်လုံပိုင်းမျိုးပါပြီးတော့အဆင်ပြေသွားတဲ့အထင်းနဲ့နောက်တစ်ခုအရေးကြီးတာကအဲထရီစာပေါ့နော် ဒီစားကကျွန်တော်တော်ကန်ကောင်းနဲ့ပြောရမှာပေါ့ကျွန်တော်ကန်ကောင်းနဲ့ပြောရမယ်ဆိုတော့မနိုင်ဝင်ခံရမှာဆိုရင်အဲကျွန်တော်ရဲ့မိသားစုအရင်းမှာကျွန်တော်တော်တော်ကိုတောင်းမကြည့်ဘူးတော်တော်ကိုတောင်းမကြည့်တဲ့ကောင်ပေါ့နော်ပြောရမယ်ဆိုရင်အဲကလေးခေတ်ကလည်းကောင်းနဲ့မထက်နိုင်ဘူးစဉ်းလည်းမစဉ်းစားနိုင်ဘူးအဲသူတို့ရေးလဲကျွန်တော်ဘာမှမလုပ်နိုင်တာအဲမနိုင်ဝင်လဲဝင်ခံရမှာဆိုရင်သူတို့ BNO တီးတဲ့ကြတာကြီးတီးရဆိုတာလေကျွန်တော်တစ်ခါမှမသိဘူးတင်းကမတင်ပြီးပြတာအဲ့တင်းနေလည်းမရှိဘူးဘာလို့တီးတဲ့လဲပြုတ်တဲ့လဲဆိုတော့အဲညီလေးတန်ရဆောပေါ့နော်သူကတင်ပြီးတာ အော်မဲသားမကြီးကသူတင်ပြီးတာအဲအဝေးရောက်တော့လဲဇုံလေးနဲ့တင်ပြီးတာကျွန်တော်ကတကားမှမတင်ပြီးကြဘူးတချို့ကထင်တာအော်ပါပါတင်တတ်တယ်ထင်တာဟုတ်ဘူးကျွန်တော်အဲ့ဒီဟာကိုကျွန်တော်မလုပ်ပေးနိုင်ဘူးဘာအဲ့တော့လဲကျွန်တော်အချိန်မရှိဘူးပြီးတော့အဲ့လိုမလုပ်ပေးနိုင်ဘူးလည်းကိုယ့်ကိုကယ်တင်ဖြစ်ဘူးဘာဖြစ်လဲတစ်ချိန်တည်းမှာပဲကျွန်တော်ဒီဘုဇုံအုံများမှာတရုတ်ကိုတနက်လောက်ပဲစားနေတဲ့ခရီးလည်းအများကြီးရှိရလေရှိတော့အဲ့တော့ကျွန်တော်တာဝန်တော်မကြည့်ဘူးဆိုတဲ့ဟာမှာအရင်ကျေးဇူးတင်ရတာတော့ထူစားပေါ့သူကအဲ့ပုံမှာ အကုန်ဖြစ်ပြီးတယ်အဲကျွန်တော်အဲ့လိုမျိုးတွေမလုံးဘူး